အလုံးမင်းမင်္ဂလာပါဗျာကုတ္တခမာတော့မယင်ငယ်ကို သူ့ရဲ့ဝိကျွေးဒုက္ခတွေလူယူပြီးလို့ကျေးဇူးတင်လိုက်တဲ့မယင်ကြီးရဲ့ရုပ်တံဗီဒီယိုပိုင်းလေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုပိုင်းလေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနှောင်းလေးချန်နယ်မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာ ကဲအားလုံးပဲမင်္ဂလာပါကျွန်မနည်းနည်းရိုင်းပြတဲ့အသုံးလုံးမြတ်ပါသွားလို့ရှိရင်ကျိုးမြစ်တာရက်ခံထားရနော်ကဲဟိုတယောက်လင်ခိုးပါတဲ့ညီမလေးညီမလို့သာတောင်းလိုက်တာပါညီမနဲ့မှလည်းတိတ်အသက်မကွာပါဘူးเนาะညီမဖာဆိုတာကအမမျိုးသားကတည်ရဲ့လीเนาะညီမကိုအမမျိုးသားကကားပတ်မောင်းရင်းနဲ့လမ်းမှာတွေ့လို့ဟဲ့လိုက်မလားဆိုရင်ခေါ်သွားတယ်เนาะနောက်တစ်ခါအမမျိုးသားနဲ့သူ့တငယ်ချင်းနဲ့ညောင်ရွှေမှာအလုပ်ကိစ္စတော်တော်လဲညီမကိုတိုင်ကိုကြเนาะသူတို့ခေါ်တော့မဟုတ်ဘူးเนาะညီမကိုတိုင်လိုက်သွားတာ လိုက်သွားတော့ညီမနဲ့ဘာအကောင်နဲ့ဝစ်စလစ်ပုံတွေလဲအမိုင်ရနွားကြီးကတွေ့တယ်ရှင်ဟုတ်တယ်နော်တွေ့တယ်အတ္တညီမကဒီလိုပဲကလက်တွေတက်ဘားတွေတက်ပြီးမကောင်းတာလှုပ်ရှားတဲ့မိန်းမဆိုတော့လဲ तू ကတိတယ်ဟုတ်တယ်နော်တိတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ तू ကိုယ်တိုင်ကိုကအရက်နော်အရက်နဲ့ မိမလောင်းကစားမူရီစေဝါအကျင့်သာရိတ္တเนาะဒါကိုကျင့်တရားပေါ့အဲ့ငါးချက်လုံးမညီတဲ့အခါကျတော့အမလို့လို့မိမကောင်းမိမမြတ်တစ္ဆာတရားရှိတဲ့မိမတွေကိုသူမျက်စီထဲမှာဒီလိုလှပချောမောတဲ့နေသမီးလေးလို့သူကမမြင်ဘူးအမတို့မိစာမကြီးလေးသုံးမကြီးလို့မြင်ပြီးတော့ညီမတို့တို့သိရမလားလဲစုပ်လဲပြက်ထွန်သမ ्या လဲလဲထွန်သမ ्या ထွန်သမ ्या စိုက်သမ ्या တီးနေလို့လက်ခံပြီးတော့ လက်သုပ်လက်ပြက်ကြီးတို့ကြာသူ့သူ့စိတ်ထဲမှာအဲ့ဒါတည်းရွှေလင်မန်းလေးဖြစ်နေတယ်။နော်ရွှေလင်မန်းလေးဖြစ်နေတယ်။အဲ့တော့သူနဲ့ထိုက်လို့သူရပြီးတော့သူနဲ့သူလမ်းကိုသူရွေးသွားတာအမကမလွမ်းဘူး။မလွေအမညီမကိုကျေးဇူးတွေရမ်းတင်နေတာတိလာအမအခုမှနေဒီလိုလေးလှလပလေးအမနေပြီးအမလွတ်လပ်ပျော်ရွှင်ပြီးတော့အမနေရတာအခုမှအမဘဝလွတ်လပ်မှုအမှန်ကိုရသွားတာအရင်တော့ဘယ်နဲ့တော်တော်မလွတ်လပ်ဘူး။အဲတည့်ရမလား၁၀မိနစ်၁၅မိနစ်လောက်ကြာလို့ရှိရင်ဖုန်းလေးတစ်ခုကြီးဆက်နေပြီ။အဲ ိမ်မော်နဲ့အိမ်ရောက်ထက်လေးတော့မှမတွေ့ရင်ဘဲသွားလဲဘာဖြစ်လဲဆိုပြီးပြုပြဲနဲ့ကို့မှာချုပ်ချယ်မှုနဲ့ဒီလိုလောင်ကလေးထဲမှာနေနေရတာအခုလေအမလီအမအရန်နေစိတ်ချမ်းသာပြီးတော့ညီမလေးလွတ်လပ်သွားညီမအကျိုးသူအရန်တင်နေတကယ်အရန်တင်တာနော်တကယ်အရန်တင်တာဘာလို့ဆိုတော့အမရဲ့ခံစားနေရတဲ့ဝတ်တွေကိုညီမလေးကယူသွားတာညီမအမရန်မလုပ်တော့ဘူးအကျိုးသူတွေရန်တင်လို့တကယ်ပြောတာမှဖျားရှိကိုတိုင်းဆူတောင်းပေးတယ်တိလာဩအမရဲ့ပေါ့နော်အပူတွေအမရဲ့ပေါ့နော်ဝစ်တွေကိုခံသွားပေးတယ်ညီမလေးကိုအမကျေးဇူးတွေအရန်တင်တယ်ညီမလေးရှေ့လျှောက် ခยีလဲလေးကိုအဲ့လူနဲ့ညီမလေးရှောက်ကြည့်လိုက်နော်ကိုကျင်းသာတရားဆိုတာလူဆိုတာလေကိုလက်လေးကိုပူမှပူတယ်လို့လူတွေကထင်ကြတာဟုတ်တယ်နော်အဲ့တော့ညီမလေးရှေ့လျှောက်လာလိမ့်မယ်အခုတော့နံပါတ်1ချင်ညီမလူကြားထဲမှာသွားရင်မျက်နှာမပြရဘူးဟုတ်နော်တိမ်ငယ်နေရပြီနော်အဖွဲသေးရပါညီမတိမ်ငယ်နေရပြီနံပါတ်2အချက်ညီမဘူးသူမှစိတ်ဝင်ကြောပဲမလုပ်ဘူးညီမကသာအတင်းနေလိုက်ပြီးတော့အရှင်နေလိုက်ယူပြီးတော့တကယ်မလားဟဲ့ဒီကမနဲ့တရားဝင်ကွာရှင်းပြီးတော့ယူတာညီမလေးပညာတတ်တဲ့လူတိုင်းသိတယ်သိလား တလင်တမားဥပဒေဆိုတော့အမဘက်ကစာချုပ်စာနဲ့မခိုင်ပါဘဲနဲ့ညီမတရားဆွဲလို့မရဘူးရှင်ငွေပေးပြီးဆွဲကြတဲ့ဆွဲလို့ရတယ်မတလင်တမားအမှုမပါဘူးအမကံမရတဲ့အမှုနော်တိလာထောင်နဲ့ရောဘယ်နဲ့နေဆိုတော့ညီမလေးတိလာအဲ့တော့ကိုရတဲ့ပစ္စည်းကိုကိုယ့်အကိုတေချာလေးတိမ့်ဆဲပြီးတော့ညီမလေးအသားလေးကိုယ့်အကိုဖွဲ့ပြီးတော့နေတိတ်ပြီးတော့စမန်နေထားမနေနဲ့နော် ကဲလာခဲ့လာခဲ့အာအရန်နေကိုနေရာလေးလိုချင်တဲ့လင်ကုန်းမှာနန်းရှိသစာပိုင်းနေเนาะအမဒီမှာပပလစ်နိုင်ငံနေကိုချပြီးရှင်းပြလိုက်တယ်เนาะအဲကျွန်မမျိုးသားကျွန်မကိုကုတိလက်ရောက်လုံးလို့ဆိုပြီးကျွန်မဖန်အရေးပေါ်ဈေးဝင်မှာကျွန်မ၃ရက်လောက်ပြတ်လိုက်ရတယ်เนาะ၃ရက်တက်ပြီးတော့နောက်နေလဲကြာလဲကြာတော့အမျိုးသားကျွန်မအိတ်နေတော့ဘာပြောလဲဆိုတော့ညီတို့အိမ်မောမသိသေးဘူးလားဘယ်မှာလဲပတ်စံဘယ်မှာလဲစာကွာချင်းစာကျုံးဆိုပြီးကျွန်မပြောတယ်เนาะပြောတဲ့အချိန်မှာကျွန်မကရှင်းနေကိုလှမ်းပြီးတော့မေးလိုက်တယ်ရှင်းနေကိုလှမ်းပြီးတော့ရှင်းနေကဘာပြောလဲဆိုတော့၂၀၁၅တလင်တမန်ဥပဒေပေါ်ပြီးနောက်ပိုင်းမှာရက်ွက်အုပ်ချုပ်ရေးရုံးမှာကွာရှင်းတာတွေ ရှင်းနေနဲ့ကွာရှင်းတာလေးလုံးလို့မရပါဘူးအမားတို့ကလက်ထပ်ပွားပစ္စည်းလည်းရှိတယ်သားသမီးတွေလည်းရှိတယ်အဲ့အတွက်ကြောင့်မလို့မတို့တရားရုံးမှာကွာရှင်းမှာဆိုပြီးပြောတယ်ပြောတော့ကျမအိမ်မှာရှိတဲ့ဆရာမတွေကိုစာချုပ်သွားပဲခိုင်းလိုက်တယ်နော်ဝယ်ခိုင်းပြီးတော့တက်တယ်ဆရာမနှစ်ယောက်နဲ့ကျမနဲ့ထိုးတယ်အမားတို့စဉ်းစားကြည့်နော်ကွာရှင်းတာကြုံထိုးတာအလောက်ကြီးလွဲသလားကျမတရားမဝင်သွားတိတယ်ဒါပေမဲ့တနာသိမ့်မှုန်နေတဲ့အကောင်ကကျမဘာလို့တက်မှာလဲပတ်သက်သိမ့်သုံးတဲ့ယူပြီးတော့ကျမအိမ်မောသိမ့်တော့ကျမပြင်းပြင်းလေးပဲလေးစဉ်းသွားရလေကျမဟထားတာကျမပညာတတ်တယ်မနော်ဘွဲရပညာသူတို့ကနေရာပေါ်မှာ6တန်းတောင်မရှိဘူးသူတို့အုံနောက်ကြီးကဒီလောက်ကြီးရှိတယ်နော်သူတို့အုံနောက်ကဒီလောက်ကြီးရှိတယ် ွာရှင်းတာချုပ်ထိုးခြင်းဒီနံပါတ်၁ချက်နှစ်ဖက်သက်တွေပါရမယ်လက်ွေပါရမယ်စာချုပ်ဒီတရားဝင်စာချုပ်ဖြေရမယ်တရားဝင်စာချုပ်ဆိုတာသိလားလမ်းမပါရောက်တဲ့စာချုပ်တိုင်းဝင်လို့မရဘူး register တရားဝင်စာချုပ်ဆိုတာစာချုပ်အနောက်ကျောမှာ official စီးလုံးတွေပါတယ်တသိမ့်လုံးတွေပါတယ်နောက်ပြီးရင်အောက်ဆုံးမှာကွာရှင်းစာချုပ်ရဲ့အောက်ဆုံးမှာ ကျွန်တော်ရေရှိမောက်တွင်နော်ကွာချစ်ပြချင်းချင်းပြုတ်သည်ဆိုအော်တိုရိုက်ရှိရဲ့လူရဲ့စီးပါတယ်အဲ့ဒါရောနားလဲလားမလဲဘူးအဲ့ထားလိုက်ကြကျွန်မအဲ့လေးထိုးပေးလိုက်တော့မဲအဲ့ဒါကိုဘာဖြစ်လဲဆိုတော့ကျွန်မမျိုးသားနဲ့ဖောက်ပြန်တဲ့အခုခိုးရတဲ့လင်ကိုမနန်းရွှေသစ္စာပိုင်းကဘလောက်တောင်မှလေသူများပစ်စီကိုလိုချင်တက်မှတ်ပြီးတော့ယူချင်တယ်လဲဆိုလို့ရှိရင်မတော်ရစဉ်းစားကြည့်ရင်အဲ့ကွာရှင်းစာချုပ်ကိုသူကယူပြီးတင်စာမှတ်မဲဒေါ်သူသားနယ်နဲ့အများသိသိရင်ကွာရှင်းပြက်ဆက်ပြီးချင်းဆိုကောက်ထဲတယ်သူက6လပိုင်း2ရက်နေမှာထဲတယ်ဟုတ်ပြီနော်ကျမက6လပိုင်း6ရက်နေမှာကျမရှေ့နေတယ်တစ်ဆင့်ကျမနဲ့ကိုစောခိုင်ကိုဒီ တရားဝင်ကွာရှင်းပြက်သေးခြင်းမပြုတ်ရသေးသောဇနီးမောင်နှင်ဖြစ်တဲ့အဲ့အတွက်ကြောင့်မလို့ကျမရဲ့လက်ထပ်ပါပစ္စည်းရဲ့ဒီပစ္စည်းဒီပစ္စည်းတွေကိုပေါင်နဲ့ရောင်းချခြင်းမပြုတ်ရဘူးဆိုကျမမှာအောက်ကနေပြီးတော့အရှိန်အနေနဲ့ထည့်ပေးထားတာနော်သူတို့တော်မှကွာရှင်းစာချုပ်ဆိုတာလေအမအခုနေလေနော်ရှင်းရှင်းလေးနော်အခုကွာရှင်းစာချုပ်ယူလိုက်အမအမနံပါတ်တွေကောက်ရင်းချလို့ရေးလိုက်ရေးပြီးတော့လို့ရှင်သတင်းစာတိုက်ကိုအဲ့ဒါလေးတက်ပုံရိုက်ပြီးရောအင်းဆိုပြီးပို့လိုက် ပတ်စံပင်းသတင်းစာတိုက်ကထည့်ပြီးတော့ကွာချင်းတာချုပ်ကိုအဲ့ဒါကို तू อ่ะအဲ့ဒါကြီးကိုင်းပြီးတော့သိရမလားသူ့ကို तू ဘောနော်အဲကျမနဲ့တရားဝင်ကွာပြီးလို့ तू อ่ะပတ်သက်တာယူပါဆိုရင်သူ့ကို तू မရဲ့ပန်းနူတွေတွေ့နေဝတ်တောက်ဆောက်ချက်နော်သိလားနီးဟိုလေးငါလေးဘလို့ကိုလေးခိုင်းလိုက်ရမှမသိဘူးဟာသိလားသူများမရင်ငယ်တွေလင်ကိုမရတော့မသိဘူးနေကတော့တော်တော်လေးသိလားငါကြောက်သူများမြင်မှုသူများတွေမှာလေတော်တော်ကိုဆောက်ချက်မဲ့ပြီးတော့လေတော်တော်ကိုအောက်တန်းကျတဲ့ကောင်မဟဲသိလားညို့ငါတော်တော်ကိုလေးသိလားဟာလေးလေးလေးကဲလင်ကိုမနဲ့ချစ်တတ်တာပါရင်နေကြောက်ငါပြောရတာလေးသိလား ခဏနေကြလို့ရှိရင်နင်เจ้าငါပြောပြီးွားရင်ငါတော့တိုက်တန်နေငါတော့တိုက်အောင်မဖြစ်မယ်เนาะတကယ်ပါဟေးနင့်အမေလေးနင့်ကိုဘလို့တွေမျက်လေးနင့်ကိုမွေးပြီးတော့လေနင့်ကိုဘလို့တွေမျက်လေးနင်ဆုံးမခဲ့လဲမသိဘူးသိလားအခုချိန်ကြီးလေတော့မှစောင့်ကြောရလေတင်းလုံးမဲသိလား ။ထောက်ချောတင်းတော့မယ်။အခုချိန်ထိလေးပါဘာလုပ်လဲဆိုလို့ရှိရင်လေကျွန်မအိမ်မှာတတထိတ်နဲ့ဆရာမနှစ်ယောက်ရှိတယ်။အဲ့ဆရာမနောက်ကမရဲ့ကျွန်တော်တို့ဒီမြန်ပြဿနာတက်တော့သိရမလား။အဲသူတို့ကတတ်တေနေနဲ့ပါတော့။အဲ့ဆရာမတွေကအစား तू ကဒီစာချုပ်ကိုအတီးပြုတ်တယ်။အဲဒီကွာရှင်းစာချုပ်ကအတီး။အော်ပြမဖြစ်ရလေဟဲ့သိလား။နေလေသိလားဘလို့ပြောရမယ့်ကိုမသိဘူးနင်မရှက်တတ်ဘူးလားနင်အဲ့ဒါနင်သိက္ခာနင်ချနေတာသိလားနင်သိက္ခာနင်ချနေတာငါကငါကနင်တို့နှစ်ယောက်ကိုမခွဲဘူးနော်နင်တို့ငါအခုဘာပြောလဲဟွန်း ီတို့ငါခုဘာပြောလဲနီတို့ငါတရားဝင်ပေးပေါင်းကြည့်လို့ငါတရားဝင်ကွာရှင်းတာချုပ်လားထိုးပေးဟုတ်နော်လက်ထပ်ပွားပြည်စီတော့ငါမယူတော့ဘူးဆိုပြောတာလေနင့်အကောင်ထိုးပေးလားဟမ်အခုငါတရားနေခိုးသွားတဲ့ခြံခုံနွားကြီးကငါနဲ့အခုချိန်ထိကိုတရားဝင်ကွာရှင်းတာချုပ်ထိုးခိုင်းတာကိုထိုးပေးသလားလို့ဘာလို့မထိုးပေးရသည်လားယောက်ျားတွေရဲ့မာယာနော်မိမိုက်တဲ့ပူကြောက်ဖို့ကောင်းတယ်နော်နင်အဲ့ဒါသိလားငါတန်ဖို့သူသိရလေသိတော့သူ့မှာဘာဖြစ်လဲဆိုတော့စမှာလဲ က်တက်ချက်ချက်ဘာလို့စားမှလည်းတက်တက်ချက်ဆိုတော့ငါတို့မိမကသူထားကျင်တိုင်းထားလို့မရဘူးအဆွဲထက်တယ်အဆန်းထက်တယ်တော့သူသိတော့သူ့မှာစားမှလည်းတက်တက်ချက်ချက်စွန့်ပြရမှလည်းအစီတဝင်းဝင်းဖြစ်နေတာတိလာစောက်တုံးမရနေအဲ့လောက်ကြီးတုံးမနေနဲ့ဟုတ်တယ်နော်နင်းဟောသားလေးအဲ့ခြံကုံတော့တန်ဖိုးထားလို့ရှိရင်လေဟုတ်တယ်မလားငါပိုင်ဆိုင်မှုတွေဘာမှလက်ထပ်ပါဖြစ်သေးရပိုင်ဆိုင်မှုတွေဘာမှမယူဘူးဟုတ်တယ်နော်နေအရက်ဖက်မှာကွာချက်တော့လာထိုးလို့ရှိရင်တော့မှပဲနင်းဟော ထောင်ဖန်းနဲ့ဖြစ်မှာဆိုလို့နေအဖွဲ့ဒီမှာငါလက်ဘလာထိုးမယ်ဆိုတဲ့ဟာတော့နေအကောင်နေအကောင်ခြံခုံသွားကြီးကထိုးပေးသလားမထိုးလေဘာလို့မထိုးလဲနေရဖာလေငါမိမကောင်လေဘယ်လဲမှာတော့ဟဲ့နေရလဲဟမ်ဝတားဟင်းနဲ့ကစိုးရက်ကိုလဲမယ်လို့နေထင်သလားနော်နေကနေကစိုးရက်ချက်တာမဟုတ်ဘူးဒီခုချိန်အတူကိုနေကိုအဆင့်ကိုမတိသေးဘူးအေးဘာခုလက်တလုံးမှာတော့နင်းကသူ့ဝေးနေရှိနေတာဆိုတော့ဟုတ်တယ်မလား။ तू ကနင်းကိုပဲအေးဘာဖြစ်တယ်မလဲ။လူရှိသူရှိမှာနင်းကိုလေ လူကြီးတွေရှေ့မှာနင့်ကိုလေးမလေးဖက်လိုက်ရက်လိုက်ချက်ဆုံးလို့ပြောတာနင့်ကနင့်ကိုလေးအဲ့ဒါตาရမနေနဲ့တိလာအဲ့ဒါနင့်ကိုတန်ဖို့မရှိတဲ့မိမဆိုတာနင့်ကိုအဲ့လူကြီးတွေရှေ့မှာတက်သေးပြနေတာငါတို့တော့တရားဝင်ပေါင်းတဲ့မိမတွေလူကြီးရှေ့မှာဟဲ့လို့လေးလာဖက်ပြီးဟဲ့လို့လေးနန်းလို့နင့်လက်ခံမယ်လို့ထင်လား ဲ့လိုတော့သူလောက်မယ်လို့ထင်ရလားမလောက်ဘူးဒါကျွန်တော်မျိုးသမီးဌာနဆိုင်ရတော့ဒါကျွန်တော်မျိုးသမီးဘသူပါပါညာဆိုပြီးတော့ကောင်းမွန်ရင်ကြီးကြီးနဲ့တန်ဖိုးထားရက်စပက်ထားရလို့ခေါ်တယ်နင်ကတန်ဖိုးမရှိတဲ့မိန်းမမို့လို့နင့်ကိုလူကြီးတွေရှေ့မှာအာဟိုရဲဘော်တွေရှေ့မှာနင့်ကိုဖက်လိုက်ရက်လိုက်နဲ့သိရမလားနို့ကိုင်လိုက်ဖင်ကိုင်လိုက်နင့်ကိုပါလေးနဲ့လိုက်အဲ့ဒါနင့်သားရမနေနဲ့အဲ့ဒါနင့်ကိုတန်ဖိုးမရှိတဲ့မိန်းမအပေါ်သားမိန်းမလို့နင့်ကိုဆက်ဆန်တာအဲ့ဒါကိုနင့်ကဲနန်းရှေ့တစ္ဆာပိုင်းဆိုတဲ့လင်ကိုမှဒါနင့်ကိုငါနောက်ဆုံးပြောခြင်းပဲနော်နင့်ရှေ့ကိုဆက်တက်မလားနဲ့တော့ငါမှခွက်ဖဲကြီးအများကြီးကြံသေးတယ်မှတ်ထား လူဆိုတာအမြဲတမ်းအမြဲတမ်းဆရာသားခြံရတယ်ကွက်ဖဲဆိုခြံရတယ်နေ့တော့တိတ်တက်လာအောင်မယ်အဲ့တော့ပါးစပ်ပေါက်လေးပိတ်ပြီးတော့နေမနေသူများစီကခိုးထားတဲ့ပစ္စည်းဆိုရယ်လူတိုင်းသိတယ်ဟာနော်စောက်ရှက်မရှိသိလာနေလို့တွားပြီးတော့လေအမလေးမတူစားနဲ့သိရမလားအာဒီတယောက်နဲ့ဘာကွာလဲဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့စောက်ရှက်မရှိလဲတွားမေးမနေနဲ့နေတော့လူရဲဘာပြောလဲဟင်ဘာပြောလိုက်လဲနေကိုအခုဟင်ငါနဲ့နေသက်စီနဲ့ email လို့ပြောလိုက်တာမလားအဲငါချိန်ပြတာမမီလို့ပြောလိုက်တယ်မလားအာဘာလဲသိလားရုပ်ရည်ချောင်းမလှပလို့မဟုတ်ဘူး 不生气了嘛好不？别人得了嘛好不？啊 <music>，哥姐的也得耐心啊，喏 <music>，我家的也关心你们呀。你家俺呢，应当那么过来对弟也关心，姊妹表啊这边的你也可怜怜我妈，哎哟怜我妈，你妈你不要急啊，老是被掂量的要错错，别人也不老被掂量的要跌跌，不生也不老被气气，都为没事嘛，你折腾没事，折腾没事，对，我都别得对哇，喏，你妈你别急的别在老哭嘞，你折腾没事对吧？你你又该说别掂理啊，没事呢，对啦。 တောက်ချက်မရှိမရှင်းနဲ့ကျမမတူတာနဲ့ပါကွာလဲမေးပြီးပြလိုက်သေးတယ်တော့ပြလိုက်သေးတယ်ကျမရဲ့မတူတာနဲ့တဲ့ပညာနဲ့တဲ့ပတ်စံမဲ့မရှင်းနိုင်တာပါလဲဆိုတော့ဟေးနေတော့တကယ်တိလာတော့တော်တော်ကိုစောက်ချက်မရှိတာရဲ့တိုက်ရလူနဲ့သွားမေးကြည့်ရင်နေကငါနဲ့ရှင်းလို့မရတာကပညာနဲ့ပတ်စံမဲ့ရှိရုံနဲ့အဲ့နှမျိုးပဲရှိရုံနဲ့ပြောတာနော်ကိုကျင့်တရားကိုနေမေးနေရလားဟမ်ကိုကျင့်တရားကိုနေမေးနေရလားသစ္စာတရားကိုနေမေးနေရလားမင်းမကောင်းအင်္ကာဆိုတော့နေတိလားဘာလဲမင်းမကောင်းအင်္ကာရဲ့ဆိုတာနေကဘာလို့ထင်နေရတော့ နေမလို့ဒီလိုက်သောက်ပတ်သက်ကြီးကိုလေပြောထွက်တယ်တော့ကျမကမတူတာနဲ့ဗာလဲပညာနဲ့ပတ်စံမဲ့မရှင်းနိုင်တော့ကျန်တာရှင်းနိုင်နေပြောတော့ဟဲ့ကောင်မငါကအိမ်ောင်ရှိတဲ့ယောက်ျားကိုယူထားတာမဟုတ်ဘူးအိမ်ောင်ရှိတဲ့ယောက်ျားနဲ့ဖောက်ပြန်တဲ့မိန်းမမဟုတ်ဘူးနေငါ့ကိုကိုကျင့်တရားလဲရှင်းလို့မရဘူးအသိဉာဏ်ချင်းလဲရှင်းလို့မရဘူးနေငါ့ကိုရှင်းလို့မရတာဘာတစ်ခုမှကိုရှင်းလို့မရတာဟုတ်ပြီနော်ငါကသူများအိမ်ောင်ကိုဖြိုခွဲတဲ့သူမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့တစ်ချက်ထဲနဲ့နေငါ့ကိုရှင်းလို့မရတော့ရုပ်ဟုတ်လားဘယ်လိုရှင်းကြလဲဟမ်ညီယောက်လက္ခဏာဘာနဲ့ကြည့်ပြီးရှင်းကြတာလဲ ပခုံးနှစ်ဖက်ကြားလူဖြစ်ပြီးတော့ရုပ်ဆိုတာဖျားပြေးတဲ့ရုပ်အတိုင်းပါလာပြီးသားလူတိုင်းမှာကြက်တေဆိုတာတော့သူပါလာပြီးသားအဲ့တော့နင်ကဘာဘာတွေနင်ကလိုက်ပြီးတော့နောက်ွယ်မှာနင်ကဘာတွေလိုက်ပြီးတော့မန်းနေတက်နေတာတော့နင်သူမြပစ္စည်းခိုးရတဲ့တခိုးမှာနင်အဲ့တော့နင်သိလားဟမ်နင်ခိုးရတာတက်ရှိပစ္စည်းနော်တက်မဲ့ပစ္စည်းမဟုတ်ဘူးနော်ငါသုံးနေတဲ့ cosmetic ဘူးလေးခိုးသွားတယ်နော်ငါသုံးနေတဲ့ makeup ဘူးလေးနင်ခိုးသွားတယ်ငါသုံးနေတဲ့နင်တက်ရမလားဒီပစ္စည်းလေးခိုးသွားတယ်နင်မတူဘူးနော်နင်ခိုးရတာတက်ရှိလူနော်ငါသားရဲ့အဖေကိုခိုးရတာနော်တခိုးကတခိုးလို့နေမန်းနေမတက်နဲ့ရှက်စရာကြီး